မြေစိမပိတ်တယ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအော်တိုဘာ24ရက်တဲ့မြေစိမ Prime Time မြေစိမတရင်အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုကျွန်တော်ခန့်တွေကတောင်းယူတင်ဆက်ပေးတော့မှာပါဒီကနေ့တင်ဆက်ပေးမယ့်တရင်တွေကတော့မြရီကြားဖြန့်ခေါင်းဆောင်ရှီချင်ချန်ကိုထိုင်းဆူရကတရုတ်ကိုဆွဲပေးရောမယ့်တရင်မြရီမျိုးနဲ့ရှီကေကေပတ်ကနေမဲဆောက်ကိုထွက်ပြေးလာတဲ့နိုင်ငံခြားသားတထောင်ကျော်ရှိလာတဲ့တရင် CRPH ကိုအဓိကဆွေးနွေးဖက်မေးဖက်အဖြစ်ဆက်လက်အတိမတ်ပြုဖို့ IPU ဆုံးဖြတ်တဲ့တဲ့ အွန်လိုင်းလောင်းစားလောက်ကန်သူ28ဦးကိုဖမ်းဆီးထားရလို့စစ်ကော်မရှင်ထုတ်ပြန်တဲ့သတင်းနဲ့အာတိတ်ဒေတာကိုဖျက်ပြီးရွက်လွှင့်တဲ့ဘရာဇီးအမျိုးသမီးအကြောင်းနဲ့ဒီကနေ့အတွက်နောက်ဆုံးရရွှေဈေးငွေဈေးနဲ့ကုန်ဈေးနှုန်းတွေကိုတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာပြမောင်းတင်းတဘုံအနေနဲ့မြားရီမှာကြားဖြတ်လုပ်ငန်းတွေကိုစတင်တည်ထောင်ခဲ့သူရထိုက်ကုမ္ပဏီပိုင်ရှင်ရှီချင်းကျန်းကိုအထိုင်းအစိုးရကတရုတ်နိုင်ငံကိုလွှဲပြောင်းပေးရောမှာဖြစ်တယ်လို့သိရှိရပါတယ် ကင်ပီနယ်မြောက်ရီမြို့နယ်မှာကြားဖြန့်လုပ်ငန်းတွေစတင်ထူထောင်ခဲ့တဲ့ရထိုက်ကုမ္ပဏီပိုင်ရှင်ရှိကျင့်ကျန်းဟာ BGF ကောင်းဆောင်ဘုံမှုကြီးစောချစ်သူရဲ့စီးပွားရေးမိဖတ်နဲ့ကိုးကွယ်သူလည်းဖြစ်တယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြထားပါတယ်ချီချင်းချန်ကိုတရားမဝင်လောင်းကစားနဲ့ရာဇဝတ်မှုတွေများစွာနဲ့တရုတ်အစိုးရကအလိုရှိနေတာပါချီချင်းချန်ကို2022ခုနှစ်မှာထိုင်းအစိုးရကဘန်ကောက်မြို့မှာဖမ်းဆီးခဲ့ပြီးတော့သူ့ကိုအွန်လိုင်းငွေလိမ် ကြားဖြတ်လုပ်ငန်းတွေနဲ့လောင်းကစားမှုတွေနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံကိုလွှဲပြောင်းပေးရတဲ့ထိုင်းနိုင်ငံအခြေခံဥပဒေနဲ့ညီညွတ်မှုရှိမရှိကိုထိုင်းအခြေခံဥပဒေခုံရုံးရဲ့ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းခဲ့ရပြီးယခုအခါမှာအခြေခံဥပဒေနဲ့ညီညွတ်ကြောင်းဆုံးဖြတ်လိုက်ပြီးဖြစ်ပါတယ်။ရှီကျင့်ဂျန်ဟာကျုပ်နိုင်ငံမှာလောင်ကစားနဲ့ရာစစ်ဂိုင်းတွေထူထောင်ခဲ့ပြီးတော့ထွက်ပြေးလာခဲ့သူဖြစ်ကကမ္ဘောဒီးယားနိုင်ငံသားအဖြစ်လည်းခံယူထားသူဖြစ်ပါတယ်။ သူကအွန်လိုင်းငွေလိမ်မှုလူကုန်ကူးမှုနဲ့ငွေကြေးခဝါချမှုတွေအပါအဝင်ရာဇဝတ်မှုများစွာနဲ့တရုတ်အစိုးရကအလိုရှိနေတယ်လို့သိရပါတယ်။မြားပြည်ကနေကြားဖြန့်ဂိုင်းကောင်းဆောင်ရှီကျင်ကျန်းကိုတရုတ်နိုင်ငံကိုလွှဲပြောင်းပေးမဲ့ထိုင်းအစိုးရရဲ့ဆုံးဖြတ်ချက်ကဒေတာပြင်ရာဇဝတ်မှုတိုက်ဖြတ်ရေးအတွက်အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်လာတယ်လို့လေ့လာသူတွေကတုံ့တက်ကြပါတယ်ခင်ဗျာ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာဒီမိုကရေစီရေးအတွက်အရေးပါတဲ့နိုင်ငံကအတိမတ်ပြုမှု တရင်တဖုတ်အနေနဲ့စတင်လိုက်ကြအောင်ပါနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကပြည်သူ့တော်ကိုစားပြုကော်မတီ CRPH ကိုအဓိကဆွေးနွေးဖက်မိဖက်အဖြစ်ဆက်လက်အတိပြုအတိမတ်ပြုဖို့ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်ဒီဆုံးဖြတ်ချက်ကိုအောက်တိုဘာ23ရက်နေ့ကဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့မှာကျင်းပခဲ့တဲ့150ချိန်မြောက်နိုင်ငံကပါလီမန်များညီလာခံရဲ့အမှုဆောင်ကောင်စီအစည်းအဝေးကချမှတ်ခဲ့ရလို့ CRPH ကထုတ်ပြန်ထားပါတယ် ဒီဆုံးဖြတ်ချက်အားဆေအုစုကအတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ကြီးညာထားတဲ့အချိန်မှာထွက်ပေါ်လာခဲ့ရာဖြစ်ပြီးတော့ CRPH အနေနဲ့ IPU ရဲ့စီဝေးတွေကိုမြန်မာကိုစားပြုဆက်လက်တိုက်ရောက်သွားမယ်လို့လည်းသိရပါဗျာ IPU ကမြန်မာမှာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း CRPH ကိုမြန်မာပြည်သူတွေရဲ့တရားဝင်ကိုစားပြုအဖွဲ့အစည်းအဖြစ်အသိအမှတ်ပြုထားတာလည်းဖြစ်ပါတယ် ။ CRPH ကတော့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြည်ပခါတွေကိုလက်တွေ့ကျပြီးရေရှည်တည်တတ်တဲ့ဖြည့်ရှင်းမှုတွေနဲ့ပံ့ပိုးပေးဖို့ Federal Democracy နိုင်ငံရေးစနစ်တည်ဆောက်နိုင်ရေးကြိုးပမ်းနေတာတွေကိုကမ္ဘာတဝန်ကသိမြင်ပြီးထိရောက်တဲ့အကူအညီတွေရရှိဖို့ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါရဲ့။ 151ချိန်မြောက်နိုင်ငံတကာပါလီမန်များညီလာခံတဲ့ဆက်ဆက်အစည်းအဝေးတွေကိုအောက်တိုဘာ16ရက်နေ့ကနေ23ရက်နေ့ထိကျင်းပခဲ့ရဖြစ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့နိုင်ငံခြားရေးဝန်ကြီးဒေါက်စင်မောင်တို့ဦးဆောင်တဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့လက်တက်ရောက်ခဲ့ပါတယ်။ ကမ္ဘာနိုင်ငံပေါင်း183နိုင်ငံကနိုင်ငံတော်အဆင့်လွှတ်တော်တွေနဲ့ IPU ကိုဖွဲ့စည်းထားတာဖြစ်ပြီးတော့ဒီလိုဆုံးဖြတ်ချက်တွေဟာမြန်မာ Federal Democracy တိဆောက်ရေးအတွက်နိုင်ငံတကာအသိအမှတ်ပြုမှုနဲ့အတူတွန်းအားတစ်ခုဖြစ်လာနိုင်ပါတယ်ခင်ဗျာ ဆလဘီယိုစစ်ကော်မရှင်အနေနဲ့ online လုံကစားလုတ်ကန်သူအမျိုးသား18ဦးနဲ့အမျိုးသမီး10ဦးစုစုပေါင်း28ဦးကိုဖမ်းဆီးထားတယ်လို့အော်တိုဘာ24ရက်ထုတ်စစ်ကော်မရှင်ထိန်းချုပ်တဲ့သတင်းစာရေးမှာဖော်ပြထားပါရယ်အဲ28ဦးကိုပြီးခဲ့တဲ့အော်တိုဘာ14ရက်နေ့က20ရက်နေ့အတွင်းရန်ကုန်တိုင်းမင်္ဂလာတုံတောင်တကုံမြို့တဲ့အရှိပိုင်းနဲ့ရခိုင်မြို့နယ်တွေမန္တလေးတိုင်းကပြည်ဦးလွင်နယ်မှာဟာအောင်မြင်မြို့နယ်တို့မှာဖမ်းဆီးခဲ့တာပါ ပန်းစီရမိသူတွေနဲ့အတူလက်ကင်ဖုန်း49လုံး laptop နှလုံး tablet နှလုံးနဲ့ motor ရင်၈စီးတင်းစီးရမိခဲ့ပြီးတော့လက်ရှိမှာအမှုဖွင့်အရေးယူဖို့ဆောင်ရွက်နေပါတယ်။သူတို့ဟာ iPad 169 53လုံး miss ဆရဲ့ဘောလုံးဆောင်ကစား website တွေ batman 688 slop နဲ့ရှန်နှစ်တုံးလေးဖဲလုံးကစား website ဆရဲ့လုပ်ငန်းတွေမှာ commission စာကိုယ် salary အဖြစ်လောက်ကင်နေကြတာပါ။ အဲ့ဒီကကိုရောတော့ bank account တွေနဲ့ wave pay account တွေကိုအသုံးပြုပြီးငွေသွင်းငွေထုတ်လုပ်ပေးခဲ့သူတွေဖြစ်ပါတယ်စစ်တကအာဏာသိမ်းပြီးနောက်ပိုင်းနိုင်ငံတွင်းမှာ online ငွေလိမ်လုပ်ငန်းနဲ့လောင်းကစားလုပ်ငန်းတွေအရှိန်ဟုန်နဲ့တိုးပွားလာပြီးတော့ငွေကြေးဆုံးရှုံးရသူတွေလည်းများပြားနေပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်မှာရှိတဲ့ KK Bank ကနေထိုင်းနိုင်ငံမဲဆောက်မြို့ကိုထပ်ပြေးလာတဲ့နိုင်ငံသားတထောင်ကျော်ရှိလာပြီလို့ ထိုင်းသတင်းဌာနကစုံကဖော်ပြချက်အရသိရပါရဲအောက်တိုဘာ24ရက်နေ့မှာခခိပကနေမဲဆောက်ခရိုင်ကိုနေဆက်ဖြတ်ကျော်ထွက်ပြေးလာတဲ့ကြားဖြန့်လိမ့်လည်ယူရဲ့အဖြစ်လောက်ကိုင်းနေတယ်လို့တန်လျာရှိတဲ့နိုင်ငံသားသား1049ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်ထပြေးလာသူတွေထဲမှာအိန္ဒိယနိုင်ငံသား399ဦးတရုတ်နိုင်ငံသား148ဦးအပါအဝင်ဗီယက်နမ်နဲ့ဖိလစ်ပိုင်ပါကစ္စတန်အင်ဒိုနီးရှားနဲ့ထိုင်းနိုင်ငံသား32ဦး အပါဝဲနိုင်ငံအသီးသီးကလူတွေပေါင်းဝင်ပါတယ်။ထိုင်းအနာဘိုင်တွေကသူတို့ရဲ့မှတ်ပုံတင်တဲ့ကိုရီးအချက်အလက်တွေကိုစစ်ဆေးပြီးထိုင်းနိုင်ငံရဲ့တရားဥပဒေအရအေးအေးယူသွားမှာဖြစ်ပါတယ်။ကနဦးစစ်ဆေးတွေ့ရှိမှုတွေအရနိုင်ငံကူးလက်မှတ်မရှိရအသက်20ကနေ45နှစ်ကြာတရုတ်နိုင်ငံသားတွေပေါင်းဝင်ပြီးတော့လက်ပွေရနဲ့ကိုရီးအချင်းတွေစစ်ဆေးမှုအရနိုင်ငံသားတွေမှာရာဇဝတ်မှုနဲ့မှတ်တမ်းတွေလည်းရှိရလို့သိရပါတယ်။ ထိုင်းအာဏာပိုင်တွေဟာဗီယက်နမ်အင်ဒိုနီးရှားပါကစ္စတန်နဲ့ဖိလစ်ပိုင်နိုင်ငံသားတွေအားလုံးကိုတရားဥပဒေအရတရားစွဲဆိုနိုင်ဖို့ဖမ်းဆီးထိန်းသိမ်းထားပြီးတော့လူသားချင်းစာနာမှု အကူအညီတွေပေးနေရင်းကနေရာဇဝမှုမှတ်တမ်းရှိသူတွေကိုပေါ်ထုတ်ဖို့နဲ့လူကုန်ကူးခံရသူတွေကိုခွဲခြားဖို့တရားစွာစစ်ဆေးနေပါတယ် ထိုင်းမြန်မာနယ်စပ်တရင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရတောင်ရင်းမြစ်ကိုဖျက်ပြီးထွက်ပြေးလာတဲ့တရုတ်နိုင်ငံသားအချို့အပါဝင်နိုင်ငံသားတွေမြစ်အတွင်းမျောပါရင်းနှစ်သေးဆုံးခဲ့ပြီးတော့ဒီကနေ့မှာတော့အလောင်း၃လောင်းကိုရရှိထားပါတယ်။ BGF ရဲ့ဦးစီးမှုနဲ့စီကားခဲ့တဲ့ KK Park ကတော့ကားတွေဆိုင်ကယ်တွေတံပိုးရှိပျက်စီးတွေပြက်ကျန်ရစ်ခဲ့ကလူသူမရှိရဲ့မျိုးပြက်ကြီးလို့၆ကတ်သွားခဲ့ပြီးလို့လည်းနယ်စပ်တရင်းရင်းမြစ်တွေစီကားနေသိရှိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေဘက်ကိုကြည့်ရအောင်ပါအာတိတ်ဒေတာကိုဖြတ်ပြီးရွက်လွန့်တဲ့ဘရာဇီးအမျိုးသမီးအကြောင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ဘရာဇီးရေချောင်းသွားလာသူတမာရာကလင်ဂါအာတိတ်ဒေတာနောက်ညရေချောင်းလမ်းကိုဖြတ်ပြီးသူ့ရဲ့တကူရောရွက်လွန့်ခရီးတွင်ပင်လယ်ရေခဲအလွန်နှဲပါမှုအခြေအနေကိုကြုံတွေ့ခဲ့လို့ AFP ကိုပြောပါတယ် အဲဒီရေချောင်းခီကလွန်ခဲ့တဲ့ဆယ်စုနှစ်သုံးစုအကြာကဆိုရင်ရေခဲခွဲသည့်တမောတစင်းမပါပါကတွာလာဖို့ဖြစ်နိုင်မှာမဟုတ်တဲ့ခီးစဉ်မျိုးပါ အသက်28နှစ်ရှိတဲ့တမာရာဟာစက်တင်ဘာလကအတ္တလန်တိတ်မှနေပစိပိတ်သမုဒ္ဒရာအထိအငယ်များတဲ့အာတိတ်ခီးရှေကိုပြီးမြောက်ခဲ့တဲ့ဒုတိယမြောက်အမျိုးသမီးနဲ့ပထမဆုံးလက်တင်အမေရိကသူလည်းဖြစ်ပါတယ်။ အခြေစဉ်ကရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ရေကဲတွေအရေပြောမှုကြောင့်သွာလာဖို့ဖြစ်နိုင်ခြေရှိစေခဲ့ရပါ။ဒန်းချောင်းရဲ့900ရာခိုင်နှုန်းမှာကျမရေကဲတွေတွေ့ခဲ့တယ်။ဒါကအင်မတန်နေပါပါတယ်လို့ကလင်ကာဂရင်းလန်နဲ့အလက်စကာကြားကီလိုမီတာ6500မိုင်4000ခီးကနေပြန်လာပြီးတော့ AFP ကိုပြောပါရတယ်။သိပ္ပံပညာရှင်တွေဒေတာကန်လူမျိုးတွေနဲ့စကားပြောကြည့်ပြီးတော့ ကျမတွေ့ခဲ့ရတဲ့အဲ့ဒီလိုပင်လယ်ရေခဲအင်မတန်ပမာဏနယ်ပါမှုကသစ်စင်ပင်လယ်ရေခဲတွေနည်းနည်းလာတဲ့ရေပူရလာရတစ်ခုရဲ့စိတ်ဒေသဖြစ်တယ်ဆိုတာကိုနားလည်မိရဲ့လို့သူကပြောပါတယ်။ကုလသမဂ္ဂအရ2024ခုနှစ်ကမ္ဘာလုံးဆိုင်ရာအပူချိန်တွေဟာစံချိန်တင်အပူဆုံးဖြစ်ပြီးတော့ပရမာဆုံးအချိန်ဖြစ်ဆက်မှုခေတ်မတိုင်မီ level အထက်တိတိမှ9စင်တီမီတာထိကျော်လွန်ခဲ့ပါတယ်။ ရှေ့လာမှာဘရာဇီးယားအကြိမ်30မြောက်ကုလကဘာလုံးဆိုင်ရာရာသီဥရုညီလာခံဆွေးနွေးပွဲကိုအေရှန်အဖြစ်လက်ခံပြုလုပ်မှာလည်းဖြစ်ပါရယ်ခင်ဗျာဂါဇာကိုဂရိပြူထားတဲ့အကူအညီအနည်းငယ်တာရောက်ရှိနေတယ်လို့ဝိုင်းတော်သားကိုဆိုင်ခန့်ကဆက်လက်တင်ဆက်ပေးပါမယ်အခုလာအစောပိုင်းအပြစ်ရသဘောတူပြီးကလေးကဂါဇာကိုနေ့စဉ်ဝင်ရောက်နေတဲ့ကုလနဲ့သူ့မိဖက်အဖွဲ့အစည်းတွေရဲ့ထရက်ကအစင်းကြီးဟာတရားနည်းနည်းသာကျော်သွားသေးတယ်။ ဒါဟာအမေရိကန်သမ္မတဂျောင်းဝင်ညှိနှိုင်းပေးခဲ့တဲ့အစီအစဉ်အရဂရီပြုထားတဲ့တနည်းကိုစီး600ရရဲ့အစိတ်ပိုင်းအနေငယ်သာရှိတယ်လို့ AFP ကလေလာထားတဲ့စင်စရာတွေကပြသနေပါတယ်။ အပြည့်ရဲ့စာချုပ်စတင် အသက်ဝင်တဲ့အော်တိုဘားလ၁၀ရက်နေ့ကနေအော်တိုဘားလ၂၁ရက်နေ့အထိအစ္စရေးကခွင့်ပြုခဲ့တဲ့အထောက်ပံ့ပမာဏဟာနေ့စဉ်ပြန်မြထရက်ကား64စီးစာ1017တန်မြတာရှိတယ်လို့ ကုလအဖွဲ့ကြီးကရရှိတဲ့ကနဦးစီးရင်နေရာတရားပါတယ် ဒီပမာဏဟာမေလ15ရက်နေ့ကနေအောက်တိုဘာလ9ရက်နေ့အတွင်းကုလနဲ့မိဖက်အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကနေ့စဉ်ပေးပို့တဲ့တန်ခွန်ရာထရက်ကား62စီးနဲ့ရှင်ရင်တိုးတက်လာတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအပြစ်အခက်ရက်စဲပြပချင်းပေးပို့ဖို့ကုလအဖွဲ့ကစီစဉ်ထားတဲ့အများပြပေးပို့ရန်အစီအစဉ်ထပ်တော့အများကြီးညှော်နေနေပါသေးတယ်။ ဝင်လာတဲ့ပမာဏကမလောက်ငါတာကြောင့်အခြေအနေကအလွန်ဆိုးရွားနေသေးပါပဲလို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့အကြီးအကဲကချက်တာပရိနေကပြောပြီးရိတ်ခါမလုံလောက်တာကြောင့်အငတ်ဘေးကတက်တာစရာအကြောင်းမရှိပါဘူးလို့လည်းညှိတွားပြောဆိုလိုက်ပါတယ်။ အငဘေးကြောက်ရောက်နေတဲ့ဂါဇာဒေသတွင်းကိုအကူအညီတွေဝင်ရောက်ခွင့်ပြေလျှော့ပေးဖို့အစ္စရေးမှာတာဝန်ရှိတယ်လို့နိုင်ငံတကာတရားရုံး ICJ ကလည်းဗုဒ္ဓဟူးနေ့မှာပြောဆိုလိုက်ပြီးပါလက်စတိုင်းလူမျိုးတွေရှင်သန်ဖို့အတွက်အခြေခံလိုအပ်ချက်တွေကိုပေးအပ်ရမယ်လို့လည်းအလေးထားပြောကြားခဲ့ပါတယ်။ထိတ်တန့်တဲ့နောက်ဆုံးရပြည်ဝင်နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြပါပါ။ အခုဆက်လာပြီးတော့ဒီကနေ့ညနေ9:00အထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီစဉ်တဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါရီကိုတော့မြစီမိုင်ဝိုင်းတော်တာကိုမြတ်သူတော်ကစူးစီးတင်ဆက်ပေးမှာပါခင်ဗျာ။ဒီကနေ့တို့နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စီ1100ချက်ပြင်ပပေါက်စီ4060ချက်စင်ကာပူဒေါ်လာကိုစစ်ကောင်စီသတ်မှတ်စီ 1616.44ကျပ်ပြင်ပပေါင်စီပုံနောင်တရား35ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စီ1436.11ကျပ်ပြင်ပပေါင်စီ4939ကျပ်ထိုင်းပတ်ပတ်ကိုစစ်ကောင်စီတတ်မှတ်စီ64.35ကျပ်ပြင်ပပေါင်စီ124.33ကျပ် လေးရှားတမင်ကြီးကိုစစ်ကောင်စီတတ်မှတ်စဉ်496ဒသမ63ကျပ်ပြင်ပပေါင်စဉ်963ကျပ်ပေါင်စဉ်ရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းလုံးတွေကတော့အခောက်ရွှေတစ်စက်သားကို ရွှေကုန်တဲ့အတင်းတတ်မှတ်စဉ်59ဒိန်8000ကျပ်ပြင်ပပေါင်စဉ် 85ဒိ8000ကျပ်15ဘဲဒီစသားကို ရွှေတုံတဲ့အတင်းတတ်မှတ်စဉ်56ဒိ6250ကျပ်ပြင်ပပေါင်စဉ်80ဒိ8000ကျပ်ပေါင်စဉ်ရှိပါတယ်ပေါ်ပြပါရွှေစင်းတို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါလေနောက်ဆုံးရရန်ကုန်73ဒီစင်းတို့တွေကတော့ဒီဇယ်လီတာကို2380ကျပ်ပရီမီယံဒီဇယ်လီတာကို 2900ကျပ် Audit 92ဒီလီတာကို2680ကျပ် Audit 95ဒီလီတာကို2960ကျပ်ပေါ့ဈေးရှိပါတယ်ပေါ်ပြပါစသုံးပြည်စင်းတို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစောင်းစီစင်းတို့တွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စီ6585ကျပ်ပြင်ပပေါ့ဈေး1000ကျပ် ပေါ့စေးရှိပါတယ်။ပေါ်ပြပါဇင်းုံတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။တမင်းစီမဘရိုင်းတိုင်းမြစီမတရင်အစီအစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြည့်ရှုအားပေးကြပြတဲ့များအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီစီဇန်ကိုတော့ကျွန်တော်ခန့်တွေကစုတင်ဆက်ပေးကြတာပါ။တမင်းစီမဘရိုင်းတိုင်းအစီအစဉ်ကိုတင်ဆက်နေကနေတောက်ကြနေသည့်ည9:00နာရီမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းအချိန်အခါဖြစ်ကြပါစေခင်ဗျာ။ မြစည်းမှလည်းများဆက်လက်တင်ဆက်နိုင်မှုတို့အတွက်တင့်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်အခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ။လာသွေးပေါင်ကြတာလားနှုံးချည်ရဲ့ခေါင်းမူရဲဆိုတာနဲ့အရေးမဝဘူးလို့ထင်နေတာလားဒါရီဟာသွေးရနေခြင်းဒါမှမဟုတ်သွေးပေါင်ကြခြင်းဆိုတဲ့ခန္ဓာကိုယ်အချက်ပြဖြစ်နိုင်ပါတယ်